ိုဝါမာလေးဟိုကိုပတ်စံကိုရှာနိုင်တဲ့ချိန်ကစပြီးတော့ဒီလေးချင်းစီကျွန်တော်ရီမချက်တစ်ခုရှိတယ်အာပါလေးဆိုတော့ကျွန်တော်ပတ်စံရှာမယ်ကျွန်တော်အရွယ်တစ်ခုရောက်လာတဲ့ခါကျတော့ရှင်ကျွန်တော်လက်ရှိပတ်စံထားတဲ့ခြံလေးတွေမြေလေးတွေမှာအဆောင်တန်းရန်အရှိကြီးရေဆောက်မယ်ဒီလိုရှိဒီလိုမျိုးနှိမ့်ဆက်ခံရဘိုးဘားကိုကျွန်တော်ဒီဟာလေးဖြစ်မဲ့ဆိုရီမချက်ကျွန်တော်မှရှိတယ်ကိုယ်တည်းတဲ့အဲ့ဒီရီမချက်ဘရောကြောက် သူနှိမ့်ဆက်ခံပို့ထားရဲ့ရတနာတာဒါလိုရှိမလို့တည်ဘူးသာသမီရင်းမဖြစ်ဖြစ်ပစိမ်းမဖြစ်ဖြစ်ကံကံအကျိုးဆိုတာရှိတယ်ဒီလိုမျိုးဟိုကိုယ့်အပေါ်မှာမနိုင်ရတဲ့အရင်မှာဆိုနှိမ့်ဆက်ပြင်းပန်းတာကြီးတကယ်ကိုကြည့်ရအောင်ဆိုတယ်အဲ့လောက်တတိရှိရဆိုလို့ရှိရင်မိမကလည်းမိမဖိုင်တာလက်လို့တူကျုပ်ကလည်းလို့တူဒီဖွားယူမနှိမ့်ဆက်နေတယ်အခုလိုဗီဒီယိုဖိုင်နေလာလေကျွန်တော်ကပို့ပြီးစိတ်အားထက်တာလာတယ် ကျွန်တော်အဲ့ဒီရီမန်ကျော်ကျွန်တော်အောင်နေပေါ့ပါကျွန်တော်အတက်ရွယ်တခုရလာတဲ့ခါကျတော့ဒီဒီလိုအဖိုးဖားဂီတာကိုကျွန်တော်ရအောင်စောင့်မယ်မိဘမဲ့ဂီတာမစောင့်မိဘမဲ့ဂီတာရှိတယ်ယူလူမဆန်မဲ့နဲ့လုတ်ချင်လို့လုတ်ပြီးမွေးချင်လို့မွေးပစ်ချင်လို့ပစ်တဲ့မိဘတွေပေါ်လာမှာဒီလိုအသက်ကြီးလို့မိဖို့ရမဲ့တယ်ဘိုးဘိုင်းတော့ကျွန်တော်စောင့်မယ်ကျွန်တော်တရားရှိစောင့်မယ်ကျွန်တော်ဟိုမှာဟိုစိတ်နာဝင်နေရဲ့ကျွန်တော်တို့အဲပြီးတော့စီဝါဆောက်တဲ့အသိင်းတွေကျွန်တော်ချက်ထားမယ် เนาะအဲ့တော့ဗောဒီလိုမြင်တော့လေအရန်ဗီဒီယိုအဆုံးထိအောင်မကြည့်နိုင်စိတ်ရန်ထိခိုက်ရပြန်ပါဘာအကြောင်းလဲမိတ်ဆက်နေဆက်ဒါလည်းမိတ်ဆက်ဆက်မလို့ကွာเนาะကြောကြည့်ရပုံစံကတော့ချွေးမလားတမတ်လားတားလားလို့မကြည့်เนาะအဲ့လိုမလုပ်ကြပါဘူးအဲ့တော့ကိုဟေးကီယာဆောက်ပြီးလို့ရှိဒီလိုအပြစ်ခံနှိပ်စက်ခံအရေးစက်ခံရတဲ့စားကြမရှိတဲ့လမ်းလေးကိုပါယူပူဇာပေးပြီးတော့ဆောက်ရှောက်မယ် အဲ့ဒီယူမှန်ချန်လာတကယ်အခုတက်30ကျော်ပါခုသိ40ကျော်50ကျော်ပြန်ရောက်အောင်နော်ကြည့်ပါဦးရေဆက်လိုက်လာအားရေဆက်လိုက်နော်ဆရာတော်ဖရာမိကွန်လေးမိရှောက်ခွင့်ပြုပါဖရာမိဘကိုကိုထီးလက်ရောက်ပြင်မာရင်ပင်စာနန္တရိယကံထိုက်တာဟုတ်ပါသလားဖရာတဲ့မိဘကိုကိုထီးလက်ရောက်ပြင်မာယုံနဲ့တော့ပင်စာနန္တရိယကံမထိုက်ပါဘူးเนาะပင်စာနန္တရိယကံထိုက်တယ်ဆိုတာ မိဘကိုတတ်လိုက်လို့မိဘတေသွားမှပင်စာနန္ဒရိယကထိုက်ပါတယ်။သို့တော်လည်းပဲမိဘကိုကိုထိလက်ရောက်စော်ကားပြင်မာတာကတော့အမတ်တမ်းမှအကုသို့ကြီးပါတယ်။မြတ်စွာဘုရားလက်ထက်တော်အခါကအရှင်မောက္ကလံကိုတော်မြတ်ကြီးဆိုတာအားလုံးကြားဘူးကြပါလိမ့်မယ်။အဲ့ဒီအရှင်မောက္ကလံကိုတော်မြတ်ကြီးဟာခိုးသား900ဤဝိုင်းဝန်းရိုက်နှက်တာကိုခံရပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်အရှင်မောက္ကလံကိုတော်မြတ်ကြီးဟာဘဝတစ်ခုမှာတုန်းက ဇနီးမယားဤစကားကိုနားယောင်ပြီးတော့မျက်စိမမြင်တဲ့မိဘနှစ်ပါးကိုတောထဲခေါ်သွားပြီးတကိုးဓမြရောင်ဆောင်ကမိဘနှစ်ပါးကိုရိုက်နှက်ခဲ့ပါတယ်။တချို့ကအရှင်မောက်ကလန်ကိုတော်မြတ်ကြီးသည်ဘဝတစ်ခုမှာမိဘနှစ်ပါးကိုရိုက်တက်ခဲ့တယ်လို့ပြောပါတယ်။ရိုက်မတက်ခဲ့ပါဘူး။ရိုက်ယုံရိုက်ခဲ့တာပါနော်။အဲ့ဒီလိုရိုက်နှက်နေစဉ်မှာမိဘနှစ်ပါးကသူတို့ရဲ့သားကိုတကိုးဓမြတွေတတ်မှဆိုးတဲ့အတွက်ကြောင့်အမေတို့အဖေတို့ကိုသာထားခဲ့ပြီးသားသာလွတ်အောင်ပြေးပါလို့ဩပြောပါတယ်။ ဲ့ဒီလိုအော်ပြောတာကိုကြားရတဲ့အရှင်မောက်ကလန်လောင်းဟာနောင်တရပြီးတော့မိဘနှစ်ပါးကိုအင်ကိုပြန်ခေါ်သွားပါတယ်အင်ကိုပြန်ခေါ်ပြီးတော့သက်ဆုံးတိုင်အောင်ပြုစုလုပ်ကြီးဆောင်လျှောက်ပါတယ်သို့တော်လည်းပဲအဲ့ဒီဘွားကတည်သွားတဲ့အခါမှာတော့ငရဲတို့ကြားရောက်ရပါတယ်အခုမြတ်စွာဘုရားလက်ထက်မှာအရှင်မောက်ကလန်ကိုတော်မြတ်ကြီးဖြစ်လာတဲ့အခါမှာတော့ဤခိုးသား900ရဤဝိုင်းဝန်းရိုက်နှက်တာကိုခံရပါတယ်ဒါကြောင့်မိဘကိုကိုထီးလက်ရောက်စော်ကားပြမခြင်းဟာ ပင်စာနန္ဒရိယကံမထိုက်တော်လဲပဲအမတ္တမှအကုသို့ကြီးတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖယားတပည့်တော်အမေကို စိတ်နဲ့ဆဲတာအပြစ်ရှိလားဖယားတဲ့။ဟာအပြစ်ရှိတာပေါ့နော်။စိတ်နဲ့ဆဲတယ်ဆိုတာ မနောကံနဲ့ပြင်မာလိုက်တာ။မနောကံကလည်းပဲအကျိုးပေးတယ်နော်။ဦးဇင်းတို့မြတ်စွာဘုရားနှုတ်စဉ်အခါတုန်းကတန်ဃာမျိုးမှလူဖြစ်ပါတယ်။ဒီနေ့မိခင်ဖြစ်သူကငါးခေါင်းကိုထုတ်နေတာကို ဖရာအလောင်းကမြင်တဲ့အခါမှာစိတ်ထဲကနေဝမ်းမြောက်မိပါတယ်။အဲ့ဒီအကုသိုလ်ကံဟာဖရာအဖြစ်သို့ရောက်တဲ့အခါမှာခေါင်းကိုက်တဲ့ဝေဒနာခံစားရပြီးဝိကျွေးအဖြစ်နဲ့ပေးဆက်ရပါတယ်။နောက်ပြီးကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးထဲမှာမနောကံအဖြစ်ကအကြီးဆုံးဆိုတာကိုမေဇိမနိကေမေဇိမပါဏာတပါဠိတော်ဂဟပတိဝတ်ဥပါဠိတုတ်တံမှာမြတ်စွာဘုရားကိုယ်တိုင်ဟောကြားထားပါတယ်။ဒါကြောင့်ကံသုံးပါးထဲမှာ မနောကံအပြစ်ကအကြီးဆုံးဖြစ်ရတာလေဆိုရင်ဝစီကံနဲ့ကာယကံဖြစ်မြောက်ဖို့အတွက်ကိုမနောကံကစိတ်စော်တိုက်တွန်းပေးလို့ပဲဖြစ်ပါတယ်။ဒါကြောင့်မိခင်ကိုစိတ်ထဲကဆဲတယ်ဆိုတာဟာမနောကံနဲ့ပြင်မှလိုက်တာဖြစ်တဲ့အတွက်အပြစ်လဲရှိတယ်လို့အပြစ်လဲကြီးပါတယ်နော်။အရှင်ဖေယမိခင်ဖြစ်သူထမင်းစားနေတာကိုအဲ့ဒါငါမစင်တွေစားလို့ပြောပါတယ်ဖေယအဲ့ဒီဦးလေးဘာဖြစ်မှလဲဖေယတဲ့။တော်တော်မယိုင်းတာပဲနော်။ မိဘကိုစော်ကားတဲ့ပုံကိုယ်တွေဟာဒံကြီးဆယ်ပါတင်းရောက်နိုင်ကြောင်းအပါဒံပါဠိတော်နဲ့ဓမ္မပဒတို့မှာဖော်ပြထားပါတယ်။အဲ့ဒီဒံကြီးဆယ်ပါကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်။တိကြံတန်းပြင်းထန်သောဥခေါင်းကြိုက်ခဲသည့်ဝေဒနာများခံစားရခြင်း။နှိပစ္စည်းဥစ္စာများ အကြောင်းအမျိုးမျိုးဖြင့်ဆုပ်ယုပ်ပျက်စီးခြင်း။၃ခန္ဓာကိုယ်ခြေပြက်လက်ပြက်စသည့်ဖြစ်ခြင်း။၄ မျက်စိကွယ်ခြင်းနူနာဆွဲခြင်းလေငန်းဖြတ်ခြင်းစသော အနာရောဂါများခံစားရခြင်း၅ယူသွချင်းတို့ရောက်ခြင်း၆ယာထူးဌာနန္တရာများဖယ်ရှားခံရခြင်း၇ကြံတန်းသောဆွဆွဲမှုများကိုခံရခြင်း၈မိမိ၏မိခိုအားထားရာဖြစ်သောဆွေမျိုးများတည်ဆုံးပျက်စီးခြင်း၉စည်းစိမ်ဥစ္စာများဆွေမြေ့ပျက်စီးခြင်း 30တည်ပြီးသည့်နောက်အပေငရဲသို့ကြာရောက်ရခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာမိဘကိုစော်ကားခြင်းကြောင့်တင့်ရောက်မိဒဏ်ကြီးဆယ်ပါးပဲဖြစ်ပါတယ်။ဒါကြောင့်မိဘတွေကိုမစော်ကားကြပါနဲ့နော်။အရှင်ဖေယငယ်စဉ်ကမိဘကို ပြောမှဆိုမှပြမှားခဲ့မိလို့ကံကြီးထိုက်လျင်ပြေပြောက်အောင်ဘယ်လိုလုပ်ရမလဲဖေယမိန့်တော်မူပါဖေယတဲ့။မိဘတွေကိုစော်ကားမိပြီဆိုရင် တောင်းပန်ဝန်ချယုံကလွဲ၍အခြားနိလန်းမရှိပါဘူးနော်ဒီကနိကေတိလက်ခန္ဓာဝက်တမညဖလာတုံမှာအဇတတမင်းကမိဘကိုစော်ကားပြီးတက်ဖြတ်ခဲ့တဲ့အတော့ဝန်ချတောင်းပန်ကြောင်းမြတ်စွာဘုရားထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကမင်းတရားအမားကိုအမားမှန်သိ၍ဝန်ချတောင်းပန်ခြင်းဟာနောက်တစ်ချိန်ကြီးပွားခြင်းဤအကြောင်းဖြစ်တယ်လို့ဟောကြားတော်မူပါတယ် ါကြောင့်မိဘတွေကိုစော်ကားပြမမိပြီဆိုရင်မိဘတွေရဲ့ရှေ့မောက်ကိုသွားပြီးဝန်ချတောင်းပန်ကြတော့ပါအကယ်၍မိဘတွေတက်ရှိထင်ရှားမရှိတော့ဘူးဆိုရင်မိဘတွေကိုမြှောက်နှံထားသည့်အုတ်ဂူ၌ဖြစ်စေသို့မဟုတ်မိဘတွေအသုံးပြုခဲ့သောအသုံးအဆောင်ပစ္စည်းတစ်ခုခုကိုဖြစ်စေရှေ့မှာထားပြီးဝန်ချတောင်းပန်ကြတော့ပါအဲ့ဒီလိုဝန်ချတောင်းပန်ကြတော့မယ်ဆိုရင်အပြစ်တွေပြေပြောက်ပြီး ကောင်းကျိုးဒုက္ခတွေရလာပါလိမ့်မယ်။